video လေးမှာ reduced relative clause နဲ့ပတ်သက်ပြီး sharing လုပ်ပေးချင်ပါတယ်ပထမဆုံးအနေနဲ့ relative clauses ဆိုတာက relative pronouns တွေနဲ့စတယ်နောက်တစ်ခု more details about a noun ပေါ့နော် noun နဲ့ပတ်သက်ပြီးတော့ details အချက်အလက်တွေကိုပေးတယ်ပြီးတော့ခါကြတော့ comes after the noun they modify သူတို့အထူးပြုတဲ့ noun ရဲ့နောက်မှာလိုက်ပါတယ်အဲ့တော့နောက်တစ်ခု reduced relative clause ဆိုတာဘာလို့ဆိုလိုတာလဲဆိုရင်ဒီ relative clause တွေကိုပေါ့နော် ပိုပြီးတိုးအောင်ချုံထားတာဖြစ်ပါတယ်။ဒါကြောင့်မို့ reduce relative causes တွေကဒီစာကြောင်းတွေကို shorter ိုပြီးတိုပြီးတော့ more more concise ပေါ့နော်ပိုပြီးတော့အချုပ်ဖြစ်သွားစေပါတယ်ဒါပေမဲ့ပေါ့နော်ဒီ reduced relative clauses တွေက only work with accepted relative clauses တွေမှာပဲ reduced လုပ်လို့ရတာဖြစ်ပါတယ်အဆိုလိုချင်တာကတော့ for example the dog that barked all night kept me awake ဒီနေရာမှာဆိုရင် uh that bark all night ဆိုတော့ဟိုပါပေါ့အဲတညလုံးဟောင်ခဲ့တဲ့ခွေးပေါ့နော်ဒီမှာဆိုရင် packed ဆိုတာကြီးက a verb ပါဒီ that ဒီ relative pronoun လေးကဒီ dot လေးကိုရင်းညွှန်းတာဖြစ်ပါတယ် packed က verb ဖြစ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့ရှေ့ကဒီ that လေးကရင်းညွှန်းထားတာကြီးကဒါ subject ဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်ဒါ subject relative clause ဖြစ်ပါတယ်ဒီလို subject relative clause တွေပဲ we can reduced relative clause ကို reduce လုပ်လို့ရတာဖြစ်ပါတယ်အဲ့ဆိုရင်ဒီလို reduce လုပ်ဖို့အတွက်ဆိုရင် we need to omit the pronoun pronoun ကို omit လုပ်မယ်အဲ့ဆိုဒီမှာဆိုရင် the dog ဘတ်ကင်ပြီးရင်ဒီ backed ကိုကြတော့ ing ပုံစံပြောင်းမယ်ပေါ့နော်ဘာဖြစ်ဆိုတာ active ပုံစံနဲ့ရေးထားတာအဲ့တော့ the dog barking all night kept me awake ဆိုပြီးတော့ရေးရမှာဖြစ်ပါတယ် အဲ့ဆိုရင်နောက်တစ်ခုပေါ့ဒါဆိုရင် I borrowed the book that you recommended မင်းအာ recommend လုပ်ခဲ့တဲ့စာအုပ်ကိုပေါ့နော်ငှားခဲ့တယ်ဒီနေရာမှာဆိုရင် you recommended ဆိုတဲ့ဒါမျိုး you ဆိုတာကလည်း subject ပါပြီအာ recommend ကလည်း verb ဆိုတော့ဒီ that လေးကကြတော့အာ object ကြီးကိုရင်းညွှန်းထားတာဖြစ်ပါတယ် object ကိုအထုပြုထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါကိုကြတော့ we cannot reduce အားလို့ show ပါပေါ့နော်ချုပ်အောင်လုပ်လို့မရပါဘူးအဲ့ဒါဆိုရင်နောက်ထပ်အာ လို how to reduce relative clause လေးကိုလေ့လာမှာဖြစ်ပါတယ်အဲ့ဆိုရင် how to reduce relative clause ဘယ်လိုတွေ reduce လုပ်ရမလဲဆိုရင်ပထမဆုံး uh who which that စရဲပေါ့နော် relative relative pronouns တွေကို omit ဖြုတ်ချရမယ်ပြီးရင် if you see auxiliary verbs တွေပေါ့နော် do does did do does did to msr has have to အဲ့ဒါလေးပါတယ်ဆိုရင်လည်း we need to omit ဖြုတ်ရမယ်နောက်တစ်ခု change the verb in the clause clause တဲမှာရှိရဲ့ verb တွေကိုကြတော့ဟိုမှာ active sentence ဆိုရင်တော့ verb ing ပြောင်းမယ် passive sentence ဆိုရင်တော့ verb 3ပုံစံပြောင်းရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင် example sentence လေးတွေကိုလေ့လာကြပါမယ်ပထမဆုံးအနေနဲ့ the man who is wearing a hat is my anchor ဒီမှာဆိုရင် the man who is wearing a hat အုတ်ထုတ်ဆောင်ထားတဲ့သူပေါ့နော်အုတ်ထုတ်ဆောင်ထားတဲ့သူကတဲ့ my uncle ဖြစ်ပါတယ်တဲ့အဲ့တော့ဒီမှာဆိုအုတ်ထုတ်ဆောင်ထားတဲ့သူဆိုရတဲ့အတွက်ကြောင့်မလို့အာဒီမှာဆိုရင်အဗာလေးအုတ်ထုတ်ဆောင်ထားတဲ့သူဆိုတော့ခါကြတော့နော်ဒီမှာဒီမှာဟူးတွေကိုကိုယ်တွေဖြုတ်လိုက်မယ် is လဲဖြုတ်လိုက်မယ်အဲ့တော့ the man wearing a hat is my uncle အဲ့လိုဒီဖြုတ်ပါမယ်နော်နောက်တစ်ခုဆိုရင်လဲ the car which is parked next to mine as in ဒီမှာဆိုရင်အာ which is Liu And The car parked next to mine is very expensive. And it's in Biojinara, my car, Pinaga, Gaga. ဈေးကြီးပါတယ်ပေါ့နောက်တစ်ခုသွားမယ်နောက်တစ်ခုကတော့ wisdom on the bridge which connects ဒီမှာဆိုလဲ connect ဆိုတာက verb ပေါ့နော်အဲတော့ဒီ which လေးက subject ကိုပုံစံပြုပါတယ်အဲ့တော့ကိုရေးမယ်ဆိုရင် a reduced relative clause ပုံစံနဲ့ရေးမယ်ဆိုရင် we stood on the bridge ပြီးရင် which ကိုဖြုတ်ပြီးတော့ဒီမှာဆို connecting connecting the two halves of the city ဆိုပြီးတော့ရပါပြီနောက်တစ်ခုဆိုလဲ the boy the boy ပြီးရင် attack by a dog အဲ့လိုလေးရေးလိုက်ရပြီเนาะကျန်တဲ့ဟာတွေကတူတူပဲနောက်တစ်ခု people who don't have ဒါပေမဲ့ဒါလေးကကျတော့ဟို preposition နဲ့နဲ့လည်းသုံးလို့ရပါတယ်အဲ့တော့ဒီမှာဆို the man a people တဲ့ who don't have their id cards cannot get in အဲ့တော့ the man ဒီမှာဆို who don't have ဆိုရင်ဒါလေးကိုဖြုတ်မယ်ဖြုတ်ပြရတဲ့ without ဆိုပြီးတော့ရေးရမှာပါအဲ့ဆိုရင်ဒါလေးက very concise အရင်ဟိုတိုတိုလေးချုံချုံလေးဖြစ်သွားပြီပေါ့နော်တိုချုံအတိုချုံဖြစ်သွားပြီအာ people without their id cards cannot get in and အဲ့ဒါက John is the only person who understand me အဲ့လိုဆိုရင်ဒီလိုပုံစံရေးလို့ရပါတယ်အာ who လေးကိုဖြုတ် John is the only person to understand me ပေါ့နော်ငါ့ကိုနားလည်တဲ့တယောက်တည်းတော့သူတဲ့နောက်တစ်ခု Jack is the first student who has handed in the exam เนี่ยอ่าประเภทสองอ่าพี่ลูกสาวเอเดตัวเอเดตัวแจ็คที่บาร์เลยปะเนาะแล้วแจ็ค is the first student อ่า to have handed in the exam ที่พี่ลูกสาวเอเดตัวเอเดตัวแจ็คที่บาร์เลย